ားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ usage လေးတွေပေါ့နော်အင်္ဂလိပ်စာမှာ usage လေးတွေကလည်းအများကြီးအသုံးဝင်ပါတယ်ကိုသုံးလိုက်တာလေးကလွဲသွားတယ်ဆိုရင်ကိုစာချောင်းအတွက်လည်းအဲဒီစေမပြီးတော့ဘူးပေါ့နော်အဲ့တော့ဒီအသုံးနှောင်းမှတ်မှန်ကန်ကန်လေးတွေကိုသိထားဖို့လိုပါတယ်အဲ့တော့ဒီဒီနေ့ပြောမယ့် usage လေးကဘာဖြစ်မလဲဆိုရင် sometimes sometime same time အဲ့ဒီစကလုံးလေးသုံးလုံးကိုတော်တော်များများရောထွေးကြရပေါ့အဲ့တော့ဒီတဲကအဲပေဟာဘလို့သုံးနေဆိုတာလေးတွေနည်းနည်းကွက်ကွက်ပြပြသိထားဖို့လိုရယ်ပေါ့နော်ចောင်းတိုင်းတော်တော်များများရှိမှာဗာတွေ့ရလဲဆိုရင် sometime ကို s မပါဘဲနဲ့ above အနေနဲ့ရှိတာမျိုးတွေကိုသွားတွေ့ရများတယ် sometimes တခါတည်းဆိုတဲ့ဟာကိုတော်တော်များများ s မထည့်ဘဲနဲ့သုံးလိုက်ကြတာအဲ့ဒါသူတို့လုပ်တဲ့အမှားပေါ့နော် အမြင်နဲ့လို့တွေ့ရတဲ့အမှားတစ်ခုပါပဲအဲ့တော့ sometime ကို s ထည့်ရပါတယ် sometime ကို s ထည့်မှာ effort ဖြစ်မှာနော်အဲ့တော့ effort တခါတရံဆိုတဲ့သုံးနဲ့ရေးချင်တယ်ဆိုရင် sometime မှာ s ထည့်မယ် occasionally or now and then ဆိုတဲ့အတိတ်ပဲပါ sometimes ကို effort FF of frequency အဖြစ်နဲ့သုံးတယ်ပေါ့နော် FF ဒီမှာဆိုရင် frequency တို့နော် degree တို့ episode time episode place တို့အဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့ထဲမှာ तू က FF of frequency အချိန်အချိန်ကိုပြောတာပေါ့နော်ဘယ်နဲ့ချိန်လောက်တာလဲတစ်ခါတည်းရန်လားအဲချမ်ပန်ရန်ခါလားအမြဲတမ်းလားဆိုတော့ sometimes ပါ occasionally or now and then တခါတရံလို့အသေးပင်ရပြီးတော့ present tense တွေနဲ့သုံးများပါတယ်။နော် present tense နဲ့ပဲဒါသူရဲ့ habit habitual action တွေကိုဖော်ပြတဲ့အခါမျိုးမှာသုံးတာအလုံးတည်ပြီးဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့လို s ကြံကြံပြီးတော့သုံးနေတတ်တာလေးပေါ့နော်။အဲ့ဒါလေးကိုသတိထားပေးပါ။ s ပါပါတယ် sometimes ။နောက်ထပ်အာဒီမှာ example လေးနဲ့ထပ်ပြီးတွဲကြည့်မယ်နော်။ My cousin sometimes plays table tennis in the evening. တော့မိုင်းကာဆန်ကနော်ကာဆန်အဲနော်ညီဖြစ်စီညီမဖြစ်စီသူကတခါတလေမှာညနေဘက်ဒီမှာဆိုရင် in the evening table tennis ကစားတတ်တယ်ပေါ့တခါတည်းရမှာကစားတယ် so this is a effort of frequency please ကစားတယ်ဘယ်လိုကစားရလဲတခါတလေမှာကစားတာ sometime เนาะ sometime please so above ကိုအထူးပြုတဲ့အတွက် above above of frequency Sometimes I just don't understand what the man is saying. တခါတလေကြရင်ဒီလူဘာပြောလဲဆိုတာငါနားမလဲဘူး။အဲ့တော့ဒီဒီတခါမှာတော့ sometimes ရှေ့မှာတင်လိုက်တယ်။အဲ့တော့ effort တွေဒီများသောအားဖြင့်တော့ subject ရဲ့အနောက်မှာပေါ့နော် buff ကရှေ့မှာတို့ဒီ buff နှစ်ခုရှိတယ်ဆိုရင်တို့ကြားမှာတို့ above တွေကနေထက်တယ်ဒါပေမဲ့ရှေ့ဆုံးမှာ effort တွေကိုထားတဲ့အခါမျိုးမှာ emphasize လုပ်ချင်တာပို့ပြီးတော့အကြောင်းအရာကိုအဒီ လေးလေးနက်နက်နဲ့ကိုက focus ထားပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင် sometimes ဆိုတဲ့ဒီ adverse of frequency ကိုအဓိက focus ထားချင်တာတခါတလေပေါ့အများနဲ့တော့မဟုတ်ပါဘူးတခါတလေမှပါ တခါတလေဆိုရင်အာဒီလူကဘာကိုဆိုလိုနေရလဲငါနားမလည်ဘူးပေါ့နော်အဲ့တော့အချိန်ကြီးအတွက်ကိုအဓိက focus ထားတာဆိုရင်ရှည်ဆုံးမှထားတတ်တယ်နော်ဒါမဲ့ရှည်ဆုံးမှလုံးဝမနေတဲ့ effort တွေလည်းရှိတယ်။အဲ့ဒါကတော့ usually တို့ always တို့ပေါ့နော်။တို့ကတော့ရှည်ဆုံးမှလုံးဝမထအောင်နော်။ ဒါလေးကတော့ကြုံလို့ပြောပြရမှာ effort တွေအကြောင်းရှင်းပြတဲ့ခါကျရင်တော့အသေးစိတ်ထပ်ပြီးတော့မျှဝေပြီးသွားပါမယ်။ Okay so နောက်တစ်ခုကတော့ S မှတ်ပါတဲ့ sometime ဖြစ်ပါတယ်။ S O M E T I M E sometime ဆိုတော့သူလဲ above ပဲ unspecific point in time အဲသူတိပြာ unspecific point in time ဆိုတာအချိန်တစ်ခုခုပေါ့နော်ဒီ sometime ကိုလည်း effect ဖြစ်နေသုံးတယ်တစ်ချိန်ချိန်မှားဆိုတဲ့အတိပဲပေါ့မြန်မာလိုလေးမှတ်မယ်ဆိုရင်တစ်ချိန်ချိန်မှားဆိုတဲ့မတိကြမတိချားတဲ့အချိန်တစ်ခုကိုဆိုလို့လေ unspecific point in time တစ်ချိန်ချိန်မှား so for example give me a call sometime and we will have coffee တစ်ချိန်ချိန်တော့ငါ့ကို ငါ့ကိုဖုန်းဆက်လိုက်ပေါ့တစ်ချိန်ချိန်မှာဖုန်းခေါ်လိုက်လေကော်ဖီတောက်ကြမယ်ဆိုဘဲအချိန်ခေါ်ပါလို့မပြောဘူးသူအားတဲ့အချိန်ချိန်တစ်ချိန်ချိန်တော့ဖုန်းခေါ်ဖို့ပြောတာပေါ့နော်ဆိုတော့တစ်ချိန်ချိန်မှာ sometime sometime ever နေနဲ့တော့နဲ့ call me so give me a call ဖုန်းခေါ်လိုက်ပါ give me a call အဲဘယ်တော့ခေါ်မှာလဲတစ်ချိန်ချိန်မှာခေါ်ပါဒါကြတော့ ever ever ဆို time ဖြစ်သွားတာပေါ့နော်အရှိရ sometime s by sometime က ever of frequency เนาะဒါလေးကကြတော့ ever of time and we we will announce an exam date sometime soon we will announce an exam date sometime soon ဆာမီဘွယ် exam အဲတိတ်ကိုညင်ညာလိုက်မယ် sometime soon ဆိုတော့မကြာမီတစ်ချိန်ချိန်မှာတော့ညင်ညာပေးမှာပဲစာမွက်ချိန်မျိုးเนาะတစ်ချိန်ချိန်ဖဲချိန်နဲ့တော့အတိအကျမပြောတတ်ဘူးတစ်ချိန်ချိန်မှာတော့ညင်ညာပေးမယ် so this is fs of time ပေါ့เนาะ time ကိုပြောချင်တာအဲ့တော့ s ပါတာဒီ ff of frequency ကိုပြောတယ် s မပါတာဒီ ff of time ကိုပြောတယ်နှစ်ခုလုံးကတော့ဒါ above တွေပဲเนาะဟုတ်ပြီဒါလေးပြီးသွားတဲ့အချိန်မှာ some time ကိုခွဲပြီးတော့ရေးရလေးကိုတစ်ချက်ကြည့်ကြမယ် some time a span of time a long time အဲ့ some time ကိုခွဲပြီးတော့ရေးမယ်ဆိုရင်သူ့အထိပဲလေးက a span of time အချိန်ကာလတစ်ခုကိုပြောချင်တာ period of time ပေါ့เนาะ some time ကစလုံးနှလုံးခွဲရေးရပြီးတော့အချိန်ကာလတစ်ခုကိုရေးညွှန်းလိုက်တယ်เนาะ for example for some time humans have known that the world is round. It ain't got a lot of cool tea, not the same time. Uh, so, uh, maybe. เออเออนี่เดียวพี่เบียร์นี่เดียวทำพี่เบียร์เนาะนี่เดียวทำพี่เบียร์เช่นกาลาตะคุเช่นกาลาตะคุมาแล้วลูเรียเออ have known that the world is round กับปาจิโอลงเนี่ยสูบีโอติทางจ่าเลยเนาะ same time ส่วน a long time เนาะเช่นกาลาตะคุเนาะ it will take some time to finish the project today ဒီ project ကိုဒီနေ့ပြီးဖို့ဆိုရင်အချိန်တစ်ခုခုတော့ကြာမယ်အချိန်တိုင်းတာတစ်ခုပေါ့နော်ဒီအချိန်တိုင်းတာတစ်ခုတော့ကြာမယ်ဒီ project ပြီးဖို့ကအချိန်နည်းနည်းရှူရမှာပေါ့နော်အချိန်တိုင်းတာတစ်ခုထီကိုပြောတာအဲ့ဒါကြတော့သူက phrase နော်အာဒီ phrase phrase အနေနဲ့ရေးထားရတာ some time some time some time me a span of time a long time အချိန်တစ်ခုခုပြောတာအဲ့တော့ဒီနေ့ပြောခဲ့တာ၃ခုပြောခဲ့တယ်ပထမတစ်ခုက sometimes မှာ s ပါတယ် ff of frequency အနေနဲ့၃တာ same time မှာ s မပါဘူးဆိုရင် above or time အနေနဲ့သုံးတယ်နှစ်ခုစလုံးကတော့ above တည်းပဲဒီ same time ကိုခွဲရေးမယ်ဆိုရင်ကြတော့ဒါ along time လို့เนาะ same time ဆိုတာ span of time ပေါ့အချိန်ကာလတစ်ခုကိုပြောခြင်းဖြစ်ပါတယ် okay so ဒီနေ့ပြောပြသွားတယ် sometimes sometime sometime ဆိုတဲ့စကားလုံးသုံးလုံးကိုခွဲခွဲပြောပြမှတ်မိမယ်လို့ထင်ပါတယ်เนาะကျေးဇူးတင်ပါတယ်